Oppo ဖုန်းတွေမှာအားကြကြခံအောင်ဘယ်လိုမျိုးလုပ်ရမလဲ။အာကျွန်တော်ရှင်းရဗီဒီယိုမှာလည်းဒီ Xiaomi ဖုန်းတွေမှာအားကြကြခံအောင်ဘယ်လိုလုပ်ရမလဲဆိုတော့ပြောပြပြီ။အဲ့တော့ကျွန်တော်ဒီခါဗီဒီယိုမှာ Oppo ဖုန်းတွေမှာဘယ်လိုကံအောင်ဘယ်လိုလုပ်ရမလဲဆိုတော့ပြောပြပေးမယ်။အဲ့တော့ကျွန်တော်က Oppo ရဲ့နောက်ဆုံးထပ်ထားတဲ့ Oppo Reno 30F လေးနဲ့လုပ်ပြပေးမယ်။အဲ့တော့ပထမဆုံးကျွန်တော်တို့ setting နဲ့ဝင်ရမယ်ပေါ့နော်။ setting နဲ့ဝင်လိုက်။ပြီးတော့ကျွန်တော်တို့အောက်လေးကိုဆွဲချပြီးတော့ battery ထဲဝင်။အာဒီမှာဆိုရင် battery mode ဆိုတာရှိပါတော့။ဒီမှာတော့ balance ပေါ်နေတယ်။အာ balance မှာကျွန်တော်တို့က ဘက်ထရီဖုန်းအားကြာကြာခံလို့မှာဆိုတော့ကျွန်တော် power saving mode ကိုရွေးလို့ရတယ်။အဲ့လိုမှမဟုတ်ကွာဖုန်းပြောတာ message ထိုးတာတော့ပဲလုပ်မယ်ဆိုရင် ultra battery saving mode ကိုရွေးလိုက်။အဲသူဆိုရင်တော့ပို့ပြီးတော့ခံတယ်ပေါ့နော်။အဲနောက်ပြီးတော့ကျွန်တော်တို့ကကျွန်တော်အပေါ်မှာပြောတဲ့ battery saver ကိုဒီလိုမျိုး manual မဖွင့်ကြဘူးဆိုရင်ဒီ power saving setting ထဲမှာသွားလို့ရတယ်။အဲအဲ့ဒါဆိုရင်ကျွန်တော် power saving setting ထဲကိုဝင်လိုက်မယ်။ဘယ်ဘာဒီမှာဆိုရင် automatically access power saving mode ဆိုတာရှိတယ်။အဲဒါကဘယ်လိုလဲဆိုတော့ကိုဖုန်းက90ရောက်မယ်ဆိုရင် power saver mode ကနေပြီးတော့ ဘက်ထရီဆေးပါမို့ပေါ့နော်အဲ့ရနေပြီးတော့ချက်ချင်းထွက်သွားမှာအဲဒါလေးကိုဝင်ထားပြီးလိုက်ကိုလိုချင်တယ်ဆိုရင်ပေါ့နောက်တစ်ခုကတော့ဗာလဲဆိုတော့ power saving mode ကို auto graphically enter လုပ်တာပေါ့နော်အဲဘယ်ချိန်မှဖွင့်ပါလဲဆိုရင်ဒါကိုဖွင့်ပေးလိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာ battery percent နဲ့20ဆိုရင် power saving mode စပြီးတော့လုပ်မယ်ကိုကအဲ့လိုမှမဟုတ်ဘူးကိုက30ထားမယ်အဲကိုကြိုက်လို့ adjust လုပ်ပြီးတော့လုပ်ချင်တာလုပ်လို့ရတယ်ပေါ့နော်ကျွန်တော်ပြန်ပိတ်ထားလိုက်မယ်အဲနောက်ပြီးတော့ဒီ Oppo phone တွေမှာထူးခြားတစ်ခုကဘာလဲဆိုတော့ video battery saver ဆိုတော့ဘာလဲ အဲ့ဒါဘယ်လိုမျိုးလဲဆိုတော့ကိုကဗီဒီယိုတွေကြည့်နေတဲ့အချိန်ခါမျိုးမှာကျွန်တော်တို့ battery saver mode လေးကိုသူကအနေနဲ့များပါတော့ဖုန်းက battery ပို့ခံအောင်လုပ်ပြီးမှဒါကိုဖွင့်ရမယ်ဆိုရင်တော့ဒါလေးကိုနှိပ်လိုက်ပြီးတော့ video battery saver လေးကို on ပေးလိုက်ဒါဆိုရင်တော့ရပါပြီအဲ့တော့ဒီ video လေးက Oppo ဖုန်းကင်တာလေးအတွက်ကိုအသုံးဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲ stay safe ပါ Yangon Mobile Store